ဘုရားတုတ်တန်အမတ္တဗုဒ္ဓကဘေးဆိုတာမြတ်စွာဘုရားလောကလူတွေကြုံတတ်တယ်တဲ့မကြုံတတ်တော့ဆိုရင်မိဘေးကြီးတင့်တာကြုံတတ်တယ်ရေဘေးကြီးတင့်တာကြုံတတ်တယ်နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်တဲ့ဘေးသုံးမျိုးဆိုပြီးတော့မြတ်စွာဘုရားဒါတခစ်တခါမှာမရှောင်မလွှဲနိုင်တော့လူတွေမှာကြောက်မှာမြတ်မပြေမှာလည်းပဲတစ်ချိန်တုန်းကကြုံခဲ့ပြီလေ ဘုန်းကြီးတို့လူဘွားရောက်တဲ့အချိန်1940နှစ်မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်တယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အခါမြန်မာပြည်ကိုဂျပန်တွေဝင်လာဒါစစ်ဘေးစစ်ဒဏ်ခံရတာပဲပေါ့အဲ့ဒီစစ်ဘေးစစ်ဒဏ်နဲ့တိတ်ဆုံးသွားတဲ့ပုံကိုယ်ကြီးအများကြီးပဲမန္တလေးမြို့ကနန်းတော်ကြီးဆိုတာလေဒီ ဂျပန်ခက်မှာပဲမီးလောင်ပြီးတော့ဆုံးရှုံးသွားတာဒီဘောမင်းတို့စုဖျားလက်တို့နောက်ဆုံးလှူသွားတဲ့မြရောင်ကြောင်းကြီးဆိုတာလေအဲ့ဒီဂျပန်ခက်မှာပဲမီးလောင်ပြီးတော့ပျက်စီးသွားအများကြီးဆုံးရှုံးနစ်နာသွားတာဒါစစ်ဘေးစစ်ထံခံရတာပေါ့နော်အဲ့တော့ဘေးဆိုတာရမယံခါဒီလိုကြုံရတတ်တာဒါရီက ခုနပြောသလိုကံလို့ပြောလို့မရအကုန်လုံးကံတော့ပါတာပေါ့တိတံကံလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့လူသားအလုံးခံရတတ်တာအဲ့ဒါမျိုးကြတော့တိတံကံလို့မပြောဘဲနဲ့ဝတ္တတိဝေသောဒေါသောတဲ့တဏှာဝုထဲမှာဖြစ်ရခြင်းရဲ့အပြစ်ပဲဟာဒီလိုချုံးကုန်ပြီးတော့ပြောလိုက်တာနော်ဝိစင်းကလွတ်သွားရင်တော့ဒီလိုဒုက္ခတွေကြုံမှာမဟုတ်ဘူး မိဘကြီးတင့်တယ်မိတွေလောင်တယ်။အိုးမန်းလေးမျိုးဆိုခဏခဏအရင်တော့ကမိလောင်တာအားလုံးကြုံနေကြဒီမိဘတင့်တယ်ဆိုဒါလဲကြောက်เสียရဘေးတခုဖြစ်စည်းမှုတွေကြီးကျယ်နောက်တစ်ခါရေဘေးကြီးတင့်တယ်ကဘာမှာလဲကြားနေရတာပဲဟိုနာရေလွှမ်းဒီနာရေလွှမ်းရေချောင်းပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေဩစစ်ဘေးစစ်တံ ကြုံရတဲ့နိုင်ငံတွေကြုံနေတာပဲအဲ့လိုကြုံပြီးတော့ဒီရမ္ဘာယံခာအကန့်အသတ်နဲ့ဆိုတာလို့ရမ္ဘာယံခာကျတော့အကတ်တဘောင်ကိုကြော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲဟောအဲ့လိုကြုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့လိုဘေးမျိုးကိုဘယ်လိုပြောကြတော့ဆိုတော့ tak ambil makan